အာဆီယံအဖွဲ့၏၁၇ခုမြောက်နိုင်ငံဖြစ်အရှေ့တိမောနိုင်ငံကိုယခုကျင်းပနေတဲ့၄၈ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကလက်ခံလိုက်ပြီဖြစ်ပါတယ်။ယနေ့အော်တိုဘာလ၂၆ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပပြုလုပ်နေတဲ့၄၈ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာလက်ခံလိုက်ခြင်းဖြစ်ပြီးအရှေ့တိမောဝန်ကြီးချုပ်ရှန်နာနာဟုစုကဖွဲ့ဝင်အသစ်ဖြစ်ဝင်ခွင့်ပြုမှုကို တရားဝင်လက်မှတ်ရေးထိုးခွင့်ရရှိခဲ့ပြီး အာဆီယံ17နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။တီမောနိုင်ငံအနေဖြင့်အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာမှုပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနှွေးထွေးစွာကြိုးစိုးကြောင်းတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။တီမောလက်စတေနိုင်ငံအနေဖြင့်အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်နှွေးထွေးစွာကြိုးစိုးပါတယ်။ဒီခန်းကဏ္ဍအတိတ်ကနေကျွန်ုပ်တို့ရဲ့ဒေတာတွင်စီးလုံးညီညွတ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမခိုင်မာလာစေဖို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာပါတယ်။အရှိတီမောလက်စ်တွေနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဆက်ဆံရေးယုံကိုတရားဝင်ဖွင့်လှစ်ထားပြီးတီမောသမ္မတဟိုဆေရာမိုဟော်တာကမြမအရေးကိုနိုင်ငံတကာမှာပွင့်ပွင့်လင်းလင်းထောက်ခံပြောဆိုခဲ့ပါတယ်။ NUG နိုင်ငံရေးဝန်ကြီးဒေါ်စင်မာအောင်က2023ခုနှစ်နဲ့2024ခုနှစ်အတွင်းတီမောနိုင်ငံသို့တွားရောက်ခဲ့ပြီးနောက်ဆက်တွဲအနေဖြင့် NUG ရဲ့ဆက်ဆံရေးရုံးကို2024ခုနှစ်အတွင်းဖွင့်လှစ်ခဲ့ပါတယ်။ NUG အစိုးရတာဝန်ရှိသူများကိုတီမော့အစိုးရသမ္မတနဲ့ဝန်ကြီးချုပ်တို့ကအသိအမှတ်ပြုလက်ခံတွဲဆောင်ခဲ့တဲ့အပြင်နိုင်ငံတကာမှလည်းအကြမ်းဖက်စစ်ကောင်စီစစ်အာဏာသိမ်းမှုကိုတီမော့အစိုးရကရှုံ့ချကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။အရှိတီမော့သမ္မတနဲ့ဝန်ကြီးချုပ်တို့သည်မြမဒီမိုကရေစီရေးအတွက်နိုင်ငံတကာတွင်ပေါ်ပေါ်ထင်ထင်ထောက်ခံအားပေးပြီး အမျိုးသားညီညွတ်ရေးအစိုးရကလည်းတရားဝင်ထိတွေ့ဆက်ဆက်နေခြင်းလည်းဖြစ်ပါတယ်။အကြမ်းဖက်မြန်မာစစ်တပ်ကဒီမောနိုင်ငံကို အာဆီယံဖွဲ့ဝင်ဖြစ် ဝင်ခွင့်မပေးရန်ယခုနှစ်ဇူလိုင်လအတွင်းအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံသို့စာရေးသားပေးဖို့ကန့်ကွက်ခဲ့တော်လဲအရာမထင်ခဲ့ပါဘူးရှင်။